အဲ့ဒီအဆိုကိုကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်ဒေါက်တာမောင်သိန်းကတင်သွင်းထားတာဖြစ်ပြီးပါဝင်ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေထဲက NLD ပါတီကိုယ်စားလှယ်တွေကကန့်ကွက်ခဲ့ကြပါတယ်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ထွန်းကအခြေခံပညာရေးဥပဒေရေးဆွဲရာမှာအလွှာဆောင်ကလူထုလူဒန်းစားအလုံးပါဝင်မယ်ဆိုရင်ကိုစားပြုမှုတွေများတာကြောင့်ဥပဒေရေးဆွဲရာမှာကြန့်ကြာမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။စဉ်းစားသုံးစားဆီချင်ပါတယ်။ကျွန်တော်အနေနဲ့ဒီအလွှာဆောင်တွေကိုကိုစားမပြုချင်လို့ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ဆိုရင်လာကအတံများပြီးတော့စုံမတစ်ခုကိုမရောအောင်ပါဆိုရင်ပါလေကိုစားပြုမှုတွေများပြီးတော့ဘယ်အဖွဲ့ကိုဘသူ့ကိုကိုစားပြုရမှာမသိဖြစ်သွားနိုင်ပါလေအဲ့ဒီခါမှာဥပဒေပေါ်ထွက်ဖို့နှောင့်နှေးကြညာမှုတွေလည်းဖြစ်သွားနိုင်ပါလေဒါအပြင်မလူလာအတက်ရှုပ်ထွေးမှုတွေပြဿနာတွေအပြတ်မောက်နေဝင်လာပြီးတော့ကျွန်တော်တို့သွေးနှုတ်တို့တန်းနှုတ်တို့ဒီမိုစီကိုထိကပ်မှာဆွေးရင်ပါလေဒီမိုစီအပင်ပေါက်လေးကိုကျွန်တော်တို့ဘိုင်းနာပိုးတွေ ဝင်မှာဆိုရင်ပါတယ်အဆိုကိုကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေတိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့တပ်မတော်သားကိုယ်စားလှယ်တွေကထောက်ခံဆွေးနွေးကြပါတယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးဆိုင်တန့်စင်ကလည်းအခြေခံပညာရေးဥပဒေရေးဆွဲရာမှာတိုင်းရင်းသားတွေရဲ့သဘောထားတွေနဲ့လိုအပ်ချက်တွေကိုထည့်သွင်းရေးဆွဲဖို့လိုအပ်ကြောင်းထောက်ခံဆွေးနွေးခဲ့ပါတယ်ဥပဒေမှာတိုင်းရင်းသားများရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ပညာရေးစနစ်ထူထောင်လိုမှုမိခင်ဘာသာစကားအခြေပြုတဲ့ပညာရေးစနစ်လိုအပ်မှုသင်ယိုးညွန်းနှံလွတ်လပ်ခွင့်ရှိလိုမှုနဲ့ မိမိတို့ရဲ့ယဉ်ကျေးမှုတွေဒေသဆိုင်ရာပညာဉာဏ်နဲ့သမိုင်းတွေကိုတင်လို့မှုစားတဲ့လူအချက်တွေအားနည်းချက်တွေရှိနေသေးပဲဖြစ်ပါတယ်။အလုံးပူပေါင်းပါဝင်မှုအားနည်းခဲ့တဲ့အမျိုးသားပညာရေးဥပဒေရေးဆွဲစဉ်ကအခြေအနေအချို့ကိုလည်းအဆိုရှင်ကထောက်ပြဆွေးနွေးခဲ့ပါတယ်။ယခုရေးဆွဲနေတဲ့အခြေခံပညာရေးဥပဒေမှာတိုင်းသားများရဲ့လူအချက်သဘောဆန္ဒတွေကိုကြားနာပြီးထည့်သွင်းရေးဆွဲသားနိုင်မယ်ဆိုပါကညီညာရေးတည်ဆောက်မှုလုပ်ငန်းစဉ်ကိုအကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ပညာရေးဝန်ကြီးဒေါက်တာမျိုးသိန်းကြီးကအဆိုကိုအတိမပြုတင့်ကြောင်းရှင်းလင်းဆွေးနွေးသွားပါတယ်။ ညာရေးဆိုင်ရာအစီအစဉ်များချမှတ်ဆောင်ရွက်နိုင်ရန်အတွက်လည်းအခြေခံပညာကဏ္ဍတွင်မိဘဆရာအသင်းများမှတဆင့်မိဘဆရာပူးပေါင်းဆောင်ရွက်မှုများကိုရခင်ကထက်ပုံမူကျေပြန့်ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက်လည်းစီစဉ်ဆောင်ရွက်လျက်ရှိပါသည်အခက်အခဲပြဿနာများပြုပြင်သင့်သည့်အချက်များတိုးမြင့်ဆောင်ရွက်ရမည့်ကိစ္စများကိုပွင့်လင်းစွာဆွေးနွေးကြ၍အစဉ်စဉ်တင်ပြဆောင်ရွက်နိုင်ရေးအတွက်လည်းအလေးထားဆောင်ရွက်လျက်ရှိပါသည်ဒုပါ၍ယခုအဆိုကို အတီမပြုတ်သင်ပါကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်။အဆိုတင်သွင်းသူဖြစ်တဲ့ဒေါက်တာမောင်သိန်းကလွှတ်တော်ရဲ့အဆုံးဖြတ်ကိုသာခံယူမှာဖြစ်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ခုနကျွန်တော်ပညာရေးဝန်ကြီးဌာနအကောင့်ထဲပေါ်စီရန်အတွက်ဆွေးနွေးတာပဲဖြစ်တဲ့အတွက်ကြောင့်အချိန်ကုန်တယ်အချိန်လိုအပ်တယ်ငွေကြေးကုန်ကြတယ်ဒါဆိုပေမဲ့လည်းမြမပညာရေးရေရှည်မြမရေးအတွက်ဆောင်ရွက်ရန်အဓိကကျတဲ့ဥပဒေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ပြည်သူများကအားကိုပြီးတော့ကျွန်တော်တို့ကိုအားကိုလိုက်တဲ့ကျွန်တော်တို့ပြည်သူလွတ်တော်ကိုယ်စားလှယ်များရဲ့အဆုံးဖြတ်ဖြစ်တဲ့လွတ်တော်ရဲ့အဆုံးဖြတ်ကိုသာရယူလိုပါကြောင်း လေးစားစွာဥက္ကဋ္ဌကြီးမှတဆင့်တင်ပြအပ်ပါတယ်ခင်ဗျာအဆိုကိုအတီးပြုတ်တဲ့မပြုတ်တဲ့မဲခွဲဆုံးဖြတ်ရမှာကန့်ကွက်တဲ့သူများတဲ့အတွက်အဆိုရှုံးနေခဲ့ပါတယ်ခင်ဗျာအတီးမပြူကြောင်းကြေညာပါလေ